ခုတစ်ဖြစ်ပေါ့နော်လူသားချင်းစာနာထောက်ထားတဲ့ကုလပေါ့နော်ဒါ humanitarian assistance ပေါ့ဘာဝဘေးဒုက္ခနော်ဟိုဟိုကြုံတွေ့နေရတဲ့အခြေမျိုးတွေနောက်ပြီးတော့နေမြေငြိမ်သက်မှုကြောင့်မလို့ပေါ့နော်အာတိုက်ပွဲရှောင်စစ်ပွဲရှောင်ပေါ့နော်အာဒီလိုမျိုးဟိုဒေတာတွေပေါ့နော်ဒီမှာ လိုအပ်ပါတယ်နော်ဒီသူတွေမှာလိုအပ်ပါတယ်နိုင်ငံတော်ကပတ်မှုတာလည်းရှိတယ်နောက်ပုဂ္ဂလိကခန္ဓာကနေပြောပေါ့နော်ဒါပတ်မှုကူညီတာတွေနော်ပေးဝေတာတွေပေါ့နောက်ကနေလည်းရှိတယ်ပရဟိတအဖွဲ့အစည်းပါဝင်ပေါ့လေရှိတယ်နောက်တစ်ခါနိုင်ငံတကာရဲ့အဲအကူအညီပေါ့လေအဲဒါကတော့အာ WFP ကိုနော် FAO တို့အ UNDP ကိုနော် UNICEF အစရှိတဲ့ပြင်ပေါ့နော်အာဒီနိုင်ငံတကာ နဲ့ကုလသမဂ္ဂဖွဲ့စည်းရရနေပြီးတော့အော်တစ်ဆင့်ပေါ့နော်အခုကြီးတာကြီးလည်းရှိတယ်ပေါ့ဖက်ပေါ်လာကြီးညာချက်တရားဆိုလို့ရှိရင်စုစုပေါင်း US ဒေါ်လာတန်220.5ပေါ့နော်အဲ့လောက်ဒီရှိရဲ့ပေါ့အဓိကတော့ထိရောက်တဲ့အကူအညီတွေဖြစ်ဖို့ပေါ့နော်ပြည့်ရတဲ့အကူအညီတွေကတကယ်ကိုလူလူကိုပေါ့နော်တကယ်လူလူလူရဲ့လူမှုစည်းပွားဘဝကိုပေါ့နော်ထိရောက်နေပတ်မှုပေးနိုင်ဖို့ရအတွက်ပဲအားလုံးဆောင်ရွက်ကြရမှာဖြစ်ပါတယ် ဒီငင်းချင်းရေး forum နေနဲ့ဒါကျမတို့ကဒါကြိုဆိုကြရမယ်ဝိုင်းဝန်းပြီးကြိုဆိုကြရမယ် forum ပဲဖြစ်ပါတယ်။နောက်ပြီးတော့ဒီ forum မှာသူတို့ဖြစ်ပေါ့နော်။ဟိုဒီဖိတ်ကြားထားတာက အစုဖွဲ့တွေအားလုံးတော်တော်များများစုံနေပေါ့နော် stakeholders တွေအားလုံးစုံလင်တာဖြစ်တဲ့အတွက်ဒါဒီ stakeholder တွေအားလုံးရဲ့ဒါသူတို့ရဲ့ဟိုဟိုပါတော့ငင်းချင်းရေးမှာ နော်ပါဝင်ဆောင်ရွက်လို့မှုပေါ့နော်နောက်တစ်ခုကတော့ election ပေါ့နော်ဒါကိုအောင်ရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပဆောင်ရွက်လို့တဲ့စိတ်ဓာတ်နောက်တစ်ခုကတော့ကိုယ့်ရဲ့နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်ပေါ့နော်ဒါရဟိုပြောတဲ့နိုင်ငံတစ်ခုစီကိုနော်ဟိုထူထောင်လို့တဲ့အဲဆန္ဒတူညီစွာနဲ့ပေါ့နော်အလုံးဝိုင်းဝင်းပြီးဆွေးနွေးတာဖြစ်တဲ့အတွက်အဲဒီ ဒီ forum အတိုင်းခင်မှာပေါ့နော် interview တွေလည်းနားထောင်ရတယ်ပေါ့ဆိုတော့ interview တွေကိုပြည့်စုံထားတဲ့ပြည့်စုံချက်တွေအရာပေါ့နော်ဒါတွေကိုလေ့လာတဲ့အခါမှာသူတို့အနေနဲ့လှလိုက်လဲလဲပေါ့နိုင်ငံရေးရလူလာတဲ့လူလာတဲ့စိတ်ဓာတ်ပေါ့နော် political will ပေါ့အဲအပြည့်ရှိကြောင်းတွေ့ရှိရတယ်ဒါကြောင့်မလို့အဲဒါဒီလိုစုနေပွဲတွေကနေပြီးတော့တစင်ပေါ့ အာအစုဖွဲ့တစ်ခုနဲ့တစ်ခုပေါ့ပို့ပြီးတော့နားလည်လာမယ်အဲ့တော့ယုံကြည်မှုတွေလည်းပို့ပြီးရှိလာနိုင်မယ်ရင်းရင်းနှီးမှုတွေလည်းရှိလာနိုင်မယ်ပေါ့အဲ့တော့နောက်တစ်ခုကပူးပေါင်းဆောင်ရွက်မှုတွေလည်းပို့ပြီးတော့တိုးတက်လာမယ်အလားအလာတွေတွေ့နေရပါတယ်သူတစ်ဖြစ်ပေါ့နော်လူသားချင်းစာနာထောက်ထားတဲ့ကူညီပေါ့နော်ဒါ humanitarian assistance ပေါ့ဒါတွေကအခုလိုမျိုးပေါ့နော်ဒါဒီတဘာဝဘေးဒုက္ခနော်ဟို ဟိုကြုံတွေ့နေရတဲ့အချိန်မျိုးတွေနောက်ပြီးတော့နေမြေမငြိမ်သက်မှုကြောင့်မလို့ပေါ့နော်အာတိုက်ပွဲရှောင်စစ်ပွဲရှောင်ပေါ့နော်အာဒီလိုမျိုးဟိုဒေတာတွေပေါ့နော်လူတွေမှာလိုအပ်ပါတယ်နော်ဒီသူတွေမှာလိုအပ်ပါတယ်ဆိုတော့ဒါကြောင့်မလို့ humanitarian assistance ဆိုပြီးရခါကြတော့ဒါအာဟိုပေါ့နော်လူတန်းတဲ့အခါမှာ သူကနိုင်ငံတော်ကပတ်မှုတာလည်းရှိတယ်။နောက်ကိုကလိကခန္ဓာကနေပြီးတော့ပေါ့နော်ဒါပတ်မှုကုညီတာတွေနော်ပေးဝေတာတွေပေါ့နောက်တစ်မျိုးလည်းရှိတယ်။ပရာဟိတဖွဲ့စည်းတွေပါဝင်ပေါ့လေရှိတယ်။နောက်တစ်ခုကနိုင်ငံတကာရဲ့အဲအကူအညီပေါ့လေအဲဒါကတော့အာ WFP ကိုနော် FAO တို့အ UNDP ကိုနော် UNICEF အစရှိတဲ့ပြင်ပေါ့နော်အာဒီနိုင်ငံတကာ အနေကုလသမဂအဖွဲ့အစည်းတွေကနေပြီးတော့အော်တဆင့်ပေါ့နော်အာကုညီတာတွေလည်းရှိတယ်ပေါ့အဲ့တော့ဒီကုညီထောက်ပံ့နေဟာဒါကျမတို့ကထိရောက်တဲ့ကုညီထောက်ပံ့နေဖြစ်ဖို့ပေါ့နော်လိုအပ်တယ်ဒါကြောင့်မလို့ပေါ့နော်ဒီထိရောက်တဲ့ကုညီတွေဖြစ်ဖို့အရေးပေါ့ဒါတွေကိုလည်းစီမံခန့်ခွဲဖို့တွေလိုအပ်တယ်နောက်ပြီးတော့ဒီသဆရာအာကျမတို့ဒါဝန်ကြီးဌာနရုံးချုပ်တွေနဲ့နောက်ပြီးတော့ဒီ သက်ဆိုင်ရာဒေသဆိုင်ရာအစိုးရပေါ့နော်အဲနောက်ပြီးတော့ local community လို့ခေါ်တဲ့ဒီဒီဒေသခံတွေပေါ့နော်အားလုံးဟာပူးပေါင်းဆောင်ရွက်ဖို့လို့လိုအပ်ပါတယ်နောက်တစ်ခုကတော့ဒီပေးဝေတဲ့နေရာမှာလည်းအထူးသဖြင့်ပေါ့နော်ဒီ humanitarian နဲ့ပတ်သက်ပြီးတဲ့ခါကျတော့နော်ပြီးဝေရမယ်နော်အဖွဲ့အစည်းပေါ့နော်ဒါတွေကလည်းဒီစရာလေးစီးရင်တိကျဖို့လည်း လိုအပ်တယ်ပေါ့နော်ဆိုတော့ဒါကြောင့်မလို့ဒါတွေကတော့အလုံးပူပေါင်းပြီးတော့ဆောင်ရွက်ရမယ့်ကိစ္စရပ်တွေဖြစ်တယ်လက်ရှိလက်လုံးမှာပေါ့နော်ဒါဒီဒိုင်းစာနာထောက်ထားတဲ့အကူကြီးဆိုပြီးဒီ2025ခုနှစ်အတွင်းမှာပဲပေါ့နော်အာစုစုပေါင်းဒါအာ ADB ပေါ့နော်အရှာပြည်မျိုးမှုဘဏ်ဆိုလို့ရှိရင် US ဒေါ်လာအတန်း100ပေါ့နော်ဒီလိုပဲ World Bank ရဲ့လက်အောက်ခံဖြစ်တဲ့ IDID IDA Grant ပေါ့နော်အာဒါအတန်း40 အဲ now 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 that project နေနဲ့ Ida Grant ငါပဲအဲစုစုပေါင်းဒေါ်လာတန်50 50ပေါ့နော်50တသမနှစ်တန်းပေါ့နော်အဲအဲ့လိုမျိုးရေနောက်တစ်ခုကတော့ဒီ Japan Development Fund ဆိုပြီးတဲ့ခါကျတော့ Japan ဖွံ့ဖြိုးမှုရေမှုငွေရနေပြီးတော့ဟောပေးတာကတော့ဒါစုစုပေါင်း28 အဲ US ဒေါ်လာမီလီယံပေါ့နော်အဲ့တော့အဲ့လိုပေးထားရှိရဲဆိုတဲ့ခါကျတော့ဒါသူတို့ရဲ့ဒီထွက်ပေါ်လာတဲ့ဂျင်ညာချက်တွေကကဘာကိုလဲဂျင်ညာပါတယ်သူတို့ကအဲ့တော့ထွက်ပေါ်လာဂျင်ညာချက်တွေကဆိုလို့ရှိရင်စုစုပေါင်း US ဒေါ်လာတန်220.5ပေါ့နော်အဲ့လောက်တိရှိရဲပေါ့ဆိုတော့ဒါတွေကိုဟာလာသူတို့တွေကနေပြီးတော့အာဒါ WFPU FAO UNDP UNOPS တို့ ICRC ကိုအစရှိတဲ့ဖြစ်ပါတော့ဒီလိုမျိုးဖွဲ့စည်းတွေကနေပေါ့တစင်ပေးဝေတဲ့အခါမှာဒါကျမတို့အာဒီဒီအာပေါ့နော်အောက်ခြေပေါ့နော်အလူလူအထီပေါ့နော်ဟောဒီဒီဆောင်ရွက်မဲ့လုပ်ငန်းစဉ်တွေရှိပါတယ်ဆိုတော့ဒီလုပ်ငန်းစဉ်တွေကိုလေလေးလာကြည့်တဲ့အခါမှာဒါ၃နှစ်ပေါ့နော်အဲ၃နှစ်အဲအနည်းဆုံးပေါ့နော်ဒီဒီဒီပမာဏတွေကိုသူတို့ ဖြန့်ခွဲပြီးတော့အသုံးပြုဖို့လည်းအစီအစဉ်ရှိရပါတော့အဲ့လိုဖြန့်ဝေတဲ့အခါမှာကျမတို့ကဒီထူးသဖြင့်ပေါ့လူသားချင်းစာနာထောက်ထားတဲ့အကူအညီလို့ပြောတဲ့နေရာမှာဒါကျမတို့ကစံဝေရယ်စီဝေရယ်ဒါလိုအပ်တဲ့သုံးဆောင်တွေဝေရယ်ဆိုတာထက်ပေါ့နော်ရည်ရှိအတွက်ဆိုလို့ရှိရင်ဒါ humanitarian plus plus လို့ခေါ်တာပေါ့လေအဲ့ဒါပါလဲဆိုတော့သူတို့တွေရဲ့အဲဒီစာဝတ်နေရေးအတွက်ပေါ့လောက်ကင်ဖန်ပြီးရေးပေါ့ cash cash for work program လို့ခေါ်တာပေါ့နော်ဆိုတော့ဒီအဟောပေါ့အာဒီအခြေခံစောင့်အောင်တိစောက်တဲ့လုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်တာတွေပေါ့နော်ဒီလက်သမားပညာပေါ့ပယံပညာပေါ့နော်နောက်လက်မှုပညာအစရှိတဲ့ဖြင့်ဒါမျိုးတွေသင်တင်ပေးပြီးတဲ့အခါကျလို့ရှိရင်ဒီတင်နန်းနေရာနေပေါ်တစင်ပေါ့နော်ဒါဟိုပါပေါ့သူတို့လုပ်ငန်းတွေဝင်ရောက်လုပ်ကြတဲ့အနေအထားမျိုးတွေအဲ့လောက်ထိကို ကျမတို့ဒါပြည့်စုံပြောထားမှုပေါ့နော်ဒါဒီလူမှုဖွဲ့စည်းကိုပြည့်စုံပြောထားမှုတွေလိုအပ်လာပါတယ်ဒါကြောင့်မလို့ပြောချင်တာကတော့ကျမတို့ကဒီစားစာတွေနော်နေထိုင်ရေးအတွက်ထပ်ပံ့ရုံနဲ့မပြီးဘူးပေါ့နော်သူတို့တွေရဲ့ဘဝဆက်လက်ရည်တည်နိုင်ရေးအတွက်ဗာကူညီထောက်ပံ့ဖြစ်ဖို့ရေးပေါ့အာ humanitarian plus plus ဆိုတဲ့ program လေးရေးဆွဲပြီးတော့အကောင့်ထဲပေါ်ဖို့ပေါ့နော်လိုအပ်ပါတယ်ဒီလိုအကောင့်ထဲပေါ်တဲ့နေရာမှာလေဒါအစိုးရရောနောက်ပြီးတော့သူတို့ထပ်ပံ့ပေးတဲ့ဖွဲ့စည်းရော နောက်မှသစ္စာရဒေသခံပေါ့နော် ဖွဲ့စည်းတွေရောပေါ့နောက်တစ်ခုကတော့အဲဒီ INGO ပေါ့လေဆိုတော့အစိုးရမဟုတ်တဲ့နော်ဒီနိုင်ငံတကာအဖွဲ့အစည်းတွေရောပေါ့ဒီ area လည်းအလိုအမတန်အရေးကြီးပါတယ်အဓိကတော့ထိရောက်တဲ့အကူအညီတွေဖြစ်ဖို့ပေါ့နော်ပေးရတဲ့အကူအညီတွေကတကယ်ကိုလူထုကိုပေါ့နော်တကယ်လူထုရဲ့လူမှုစီးပွားဘဝကိုပေါ့နော်ထိရောက်နဲ့ပတ်မှုပေးနိုင်ဖို့ရအတွက်ပဲအားလုံးဆောင်ရွက်ကြရမှာဖြစ်ပါတယ်ဒီရွေးကောက်ပွဲအပေါ်မှာပေါ့နော်ဟို ဘူပေါင်းပါဝင်ဆောင်ရွက်ဖို့လိုအပ်တာပါဆိုရယ်အရေးတစ်ခုပေါ့နော်အရေးတစ်ခုကိုဖန်တီးဖို့လိုအပ်တယ်ဆိုရယ်နေထားပဲဖြစ်ပါတယ်ဆိုတော့ဒါကြောင့်မလို့ဟိုဒီရွေးကပွဲနော်ဟိုဖြစ်ပေါ်လာတဲ့အခါမှာဒါအာလုံးပေါ့နော်အာဒါအခြားသောနိုင်ငံရေးပါတီတွေနော်အပါအဝင်ပေါ့နော်အာလုံးဒါကိုယ်စားလှယ်တွေပေါ့နော်ဒါအများပြပေါ်ပေါက်လာမယ်အဲ့တော့ဒါ ဟိုပါပေါ့နော်နောက်ပြီးတော့သူ့ရဲ့အဲစီမင်းစည်းကမ်းတွေနဲ့ပေါ့နော်အတူပေါ့ဟိုရွေးကောက်တဲ့ပေါ့နော်ဟိုဖွဲ့စည်းဟိုပေါ့နော်စူရဖွဲ့ဝင်တက်တွေပေါ့လွတ်တော်ဖွဲ့ဝင်တက်တွေပေါ့နော်အစရှိတဲ့ပြင်ဘောပေါလာမှာဖြစ်တဲ့အတွက်ဒါဟာဟိုရွေးတစ်ခုကိုတော့ကြိုးစားကြရမှာဖြစ်ပါတယ်ဒီဖိုရမ်မှာပေါ့နော်ပါဝင်တဲ့သူတွေဆိုလို့ရှိရင်ဒါသူတို့ဆွေးနွေးတဲ့ခေါင်းစဉ်တွေမှာပါဝင်ပါတယ်အဲ့ရှေ့မှာလည်းအင်တာဗျူးတွေလည်း ဖြစ်တတ်သွားတာရှိပါတယ်ဆိုတော့ဒါယူကပွဲမှာမှာအာပူပေါင်းပါဝင်လူတွေပေါ့နော်ဆန္ဒရှိတဲ့သူတွေပေါ့နော်ဒါဆန္ဒရှိတဲ့သူတွေကဒါပူပေါင်းပါဝင်ပြီးတော့ဆောင်ရွက်တဲ့အခါမှာဒါမြို့သူဆိုစီဟာနိုင်ငံအတွက်ပေါ့နော်ဟိုတိုင်းတာနော်ဟိုတိုင်းတာတစ်ခုထိပေါ့နော်ဒါကျမတို့ဟိုဟိုမှာပါအော်ပါဝင်ပြီးတော့ပူပေါင်းဆောင်ရွက်ကြမယ်ဆိုရင် အဲဒါဘလို့ပဲဖြစ်ဖြစ်ကျမတို့ရေကောက်တင်းမြောက်တဲ့ပေါ့နော်ဟိုစူရတစ်ခုပေါ့စူရအစ်စ်တစ်ခုပေါ့နော်ပေါပေါလာနိုင်မှာဖြစ်ပါတယ်ဒါကြီးရွေးကိုအကုန်လုံးကနေပြီးတော့ constructive uh point of view ပေါ့နော်အဲ့တော့ဒီအကောင်းမြင်ဝါဒနဲ့ပေါ့နော်ဒါမှမဟုတ်ရှင်ဒါပြုပြီးပြောင်းလဲလို့ရဲ့အဲနော်ဆန္ဒနဲ့အတူဟိုပူပေါင်းပြီးတော့ပါဝင်ဆောင်ရွက်ကြရမှာပဲဖြစ်ပါတယ် ကျမတို့ဒီ forum ရဲ့ဆောင်ဖို့အရာဆိုလို့ရှင်ဒါစကလုံးကြီး၃လုံးပေါ့နော်အဲ့ဒါပါလဲဆိုတဲ့အခါကျတော့အာဒီ peace ပေါ့ငြိမ်းချမ်းရေးရဲ့နောက် election ရွေးကောက်ပွဲရဲ့နော် development ဖွံ့ဖြိုးမှုရဲ့ပေါ့ဒီအရေးကြီးတဲ့ wording သုံးခုပေါ့နော်ဒါဒီစကလုံးသုံးရက်ကိုအောင်မြင်ဖို့ရာအာဆောင်ရွက်ရင်းနေဒါဒါသူဖွံ့ဖြိုးတိုးတက်တဲ့နော်ဒီခင်မီတဲ့အဲဟိုတာယာဝါပြောတဲ့ညီချမ်းနဲ့အဲပြောင်စုသစ်စီကိုဟိုတွားလို့တယ်ဆိုတော့ နော်ဆန္ဒအားတွေနဲ့အကုန်လုံးဒီ forum ကိုရောက်ရှိလာကြတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျမတို့ကသူသဖြင့်တော့ကျမတို့ကအာဒီဒီလို့ရင်းချမ်းရုံညှိနှိုင်းတဲ့အခါမှာပေါ့နော်သူသဖြင့်ဆိုလို့ရှိရင်ကျမတို့ကပြည်တော်စုမပြုတ်ခွဲရေးပေါ့နောက်ပြီးတော့ဒီတိုင်းသားစီလုံးညညို့ဟိုမပြုတ်ခွဲရေးပေါ့နောက်အချုပ်ချာအနာ ဒီရန်ခိုင်ကြီးပေါ့နော်ဆိုတော့ဒီသုံးချက်ကတော့ common ground ပေါ့အလုံးကတော့ဒီဟာကိုလက်ခံရယူရမယ့်အနေအထားမျိုးဖြစ်တယ်ဆိုတော့ဒီသုံးချက်မှပေါ့နော်ဟိုဟိုလက်မခံနိုင်ရင်ကျမတို့ကဒါဆွေးနွေးဖို့အဆင်မပြေဘူးပေါ့နော်အဲ့လိုအနေအထားမျိုးလေးကြီးလဲဒါကြုံတွေ့ရတယ်ပေါ့နောက်တစ်ခုကဘာလဲဆိုဆွေးနွေးတဲ့အခါမှာကျမတို့ကကြောက်တဲ့တယောက်ဟလာပြန်လည်လေးစားဖို့ mutual respect ပေါ့နော်ရှိဖို့ကလိုအပ်တယ်နောက်တစ်ခုကတော့ဘာလဲဆိုရင် listening power ပေါ့အစုအဖွဲ့တွေကနေပြီးတော့တင်ပြလာတဲ့ဆွေးနွေးလာတဲ့အချက်တွေကိုနားထောင်နိုင်တဲ့အင်အားပေါ့နားထောင်နိုင်တဲ့စွမ်းအားပေါ့ရှိရမယ်ပေါ့ဆိုတော့ listening power ရှိရမယ်ပေါ့နော်နောက်တစ်ခုကတော့ဘာလဲဆိုတဲ့အခါကျကျမတို့ကဒီခွဲခြားဆက်ဆံမှုမပြုရေးပေါ့ non discrimination ပေါ့ အဲ့တော့အဓိကအားဖြင့်တော့ကျမတို့ကဒီအဲဘသူမှုဘဲဝါမှုဘဲဖွဲ့စည်းမှုဆိုတော့เนาะဒီအလေးပေးတဲ့အနေအထားမျိုးမဟုတ်ဘဲနဲ့အားလုံးတန်းတူညီညွတ်နဲ့ဆွေးနွေးခွင့်ရရှိတယ်ပြောဆိုဆွေးနွေးခွင့်ရရှိတယ်ဆိုတော့ platform ပေါ့เนาะ အဲ့လိုတရားဖြစ်ဖို့လိုအပ်တာပေါ့ဆိုတော့ဒါကမို့အဲ့ဒီလိုမျိုးပေါ့နော်ဒီဟိုပေါ့အခြေခံပေါ့နော်အလားတူအခြေခံစီမင်းလေးတွေကိုအခြေခံပြီးတော့ဆွေးနွေးမယ်ဆိုလို့ရှင်တော့ဒါဖွဲ့စည်းတွေနေနေနဲ့ပို့ပြီးတဲ့ခါကျတော့သူတို့ကသူတို့လည်းအကျုံးဝင်နေပေါ့ inclusive ဖြစ်တယ်ပေါ့အစရာကိုခံစားလာရမယ်အဲ့ဒီကနေပေါ့တစ်စက်ဘာကိုဖြစ်စေနိုင်လဲဆို unity ပေါ့အဲ့တော့အလုံးအစည်းညီညွတ်မှဖြစ်မယ်ဆိုတဲ့အနေထားမျိုးတွေကို 我皮薄拉那种，没次吧？用几万下。